အားလုံးမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion Bay သက်တဲ့အားလုံးမင်္ဂလာပါ။ Chelsea အသင်းအတွက်တော့တကယ်ကိုတည်င်းစိုးပေါ့လေ။သူတို့ရဲ့အဓိကကစားမဖြစ်တဲ့ Copa မှာ Copa မှာကနောက်ထပ်ဒဏ်ရာပြဿနာပေါ့လေ။အရှိလက်ရှိဒဏ်ရာကနေပဲနောက်ထပ်6ပတ်တီတီထပ်ပြီးနားရမှာဖြစ်တယ်လို့နီးပြအန်ဆိုမာစကာကထပ်ပြီးအတီးပြုတ်လိုက်တယ်။ဒီအတွက်ကြောင့် Chelsea အသင်းမှာ ဒါအခု Northern Forest နဲ့ပွဲဆိုတာထက်နာမည်ပွဲစဉ်ဒီထက်ပွဲမှာ Chelsea အသင်းအတွက်အဓိကကစားသမားတွေတော်တော်လေးဆုံးရှုံးမယ်ဆိုတော့ Manchester United ပွဲအပါအဝင်နောက်ဆုံးကစားခဲ့တဲ့ဒါကျွန်တော်တို့အခု Liverpool နဲ့ပွဲမှာလည်းဒဏ်ရာခဲ့တဲ့ဒါ Banwa Baria ရှိကလည်းဒဏ်ရာပြဿနာကြောင့်သူလည်း December လထိနားရမယ်တကယ်ဆိုရင်ပါရီယာရှီကအခုနောက်ဆုံးနှစ်ပွဲလောက်မှာအတိုက်အတာတစ်ခုတည်းခြေစွမ်းပြတယ်အားကိုးရမယ်လို့ထင်နေတဲ့အချိန်မှာဗာဒီယာရှီလက်ထံရတယ် ဘာဒီယာရှိဆိုရင်စားရောက်ခရေကတောက်လျှောက်ဒဏ်ရာတွေရနေတာဖြစ်တယ်ဆိုတော့အခု Chelsea ကအခု Northern Forest နဲ့ကာမဲပွဲမှာဒါသူတို့ရဲ့နောက်ခံလူ Trevor Chalobah ဒါဘယ်လိုပြောမလဲဒါပွဲပယ်ခံရတယ် sorry သူကပွဲပယ်ခံထားရတယ်ဒါရဲ့ indicator ဆိုတော့ဆိုတော့ Trevor Chalobah ပွဲပယ်ခံထားရတယ်အဲ့ဒါကူမှ Andre Santos ကတော့ဒီ October လထဲမှာပြန်ကောင်းနိုင်တယ်ဒါပေမဲ့အတိအကျသူတို့မပြောထားဘူးဒီတစ်ပတ်ပါတဲ့ပွဲမှာလည်းဖြစ်ကောင်းဖြစ်နိုင်တယ် ဝက်စလီဖူဖာနာကတော့ဒါဥကောင်းတန်ရဆိုတော့သူကဒီပွဲကတေချာပေါက်ပြန်လာမယ်သူကသုံးပွဲဒါမပါပြီးတဲ့အချိန်မှာတေချာပေါက်ပြန်လာမှဖြစ်ပြီးတော့ဒါထိုးစင်အာဒီဘိုင်ယိုကလည်းတကောက်ကျွတ်သားတန်ရရထားတယ်ကလပ်ဖကတော့ထိုးစင်ပြန်လာမလဲမလာဘူးကိုအတီးပြူထားခြင်းမရှိပေမဲ့အဲ့အဲ့နေရာမှာခိုးဖာမာကတော့ပေါင်ဂျန်တန်ရကြောင့်ခုနကျွန်တော်ခုနပြောသလိုနောက်ထပ်6ပတ်ဆိုတော့ နိုဝင်ဘာမကဘူးဒီဇင်ဘာအထိနားရမယ်သဘောဖြစ်တယ်ဆိုတော့အခုဒီရာတွေနှစ်ပတ်လောက်ပဲကြံနေဆိုတော့နိုဝင်ဘာတစ်ပတ်လုံးဆိုတော့သူဒီဇင်ဘာပတ်ဝန်းကျင်မှာဘန်ဝါဘာရီယာရှိနေအတူခိုးပါမှာပြန်လာရမှာဖြစ်ပြီးတော့လင်ဒီလက်ကတကောက်ကျော်တန်ရရှိထားတဲ့အတွက်သူကဒီဇင်ဘာမှာပြန်လာမှာဖြစ်တယ် ဘန်ဝါဘာရီယာရှိလဲထံရတဲ့အတွက်ဒီဇင်ဘာမှာပြန်လာမှာဖြစ်ပြီးတော့ဒါဂျိုးဆက်အချွန်ပွန်ကတော့အခုချိန်ထိဘလောက်ထိနားရမယ်ဆိုတာအတည်ပြုထားခြင်းမရှိသလိုလီဗိုက်ခိုးဝဲကအစောပိုင်းတည်းကဒဏ်ရာပြဿနာပေါ့လေ ACA ဒဏ်ရာကြောင့်သူက2026မှာပြန်လာမယ်ဆိုတော့ဒီတစ်ပတ်ချယ်ဆီက Northern Forest ကိုကျွန်တော်တို့မနေ့ပြန်မှာအစောဆုံးပွဲဖြစ်ကမ်းမယ် UK မှာနေ့လယ်12နာရီခွဲမြန်မာစံတော်ချိန်ည6နာရီမှာကမ်းမယ်ပွဲမှာ Chelsea အတွက်ခေါင်းစားဆရာတွေအများကြီးပေါ့လေဆိုတော့အဲ့ဒီနေရာမှာ Chelsea အသင်းရဲ့အခြားကစားသမားတွေထဲမှာနီးပြအန်ဆိုမာရစ်ကာကတော့ Moises Caicedo ရဲ့ Anso Fernandez နဲ့ João Pedro တို့ Pedro Neto တို့အားလုံးဒါတောက်ကြနေကလေ့ကျင့်ခန်းပေါ့လေလေ့ကျင့်ခန်းအစီအစဉ်မလုပ်ခဲ့ဘူးလို့ပြောထားတယ်ဒါဒီသူတို့သူတို့တွေလည်းဒီပွဲအတွက်ထောက်ဖြစ်တယ်ဘာကြောင့်လဲဆိုတော့ Anso လည်းပြီးခဲ့တဲ့ World Cup Qualify မှာဒါထဲရရှိလို့သူကကလပ်ကိုပြန်လာပြီဆိုတော့ Anso လည်းဒီတိုင်း ခိုင်စီတို့ကတော့ဒါဘယ်လိုပြောမလဲပြန်လာနိုင်မယ့်အခြေအနေရှိတယ်ဒါပေမဲ့အခုလောလောဆယ်မှာနီးပြရဲ့အဆိုအရနက်တိုရဲ့ခိုင်စီတို့ရဲ့အန်ဇိုဖနန်တက်စ်ရဲ့ကလီချင်ကအစီအစဉ်တွေလွှဲချော်ခဲ့တယ်ဒါပေမဲ့ကျွန်တော်ထင်တော့ maybe အန်ဇိုမသေးကြအောင်မသေးကြဘူးဂျန်နေကစားမတွေပေါ့လေခိုင်စီတို့တို့နက်တိုတို့ပါကောင်းပါမယ်ဒါပေမဲ့ချယ်ဆီတို့တော့တကယ့်ကိုခေါင်းစားဆရာပေါ့လေဒါခါလေကြာရေအဲ့လိုဒံယာပြဿနာတွေကအသင်းတို့ကကန်ဆိုးစီတယ်ဒါခါလေအသင်းကရတန်နဲ့စနစ်ကျပြန်သွားနေပြီရလက်တီကောင်းနေပြီဆိုရင် န်ရာတွေထထဖောက်တာကတော်တော်လေးပြဿနာအခုဆိုရင်ချယ်ဆီကခိုးဖားမှကိုပွဲစဉ်နှစ်ပြဝက်ဆန်ယူနိုက်တက်နဲ့ပွဲကလေးကတောက်လျှောက်လွဲနေတာကြားထဲမှာချန်ပီယံလီးဂ်နဲ့မန်ချက်စတာယူနိုက်တက်ပွဲတချို့ပါတယ်တလျှောက်လုံးပဲဆိုတော့ချယ်ဆီရဲ့အခု majority ပွဲအားလုံးဟာခိုးဖားမှကိုဆုံးရှုံးထားတယ်ဆိုတော့ဘန်ဝါဘာရယာရှီရဲ့ခိုးဖားမှရဲ့က ဒီဇင်ဘာလောက်ထိနားရဖို့ရှိပြီးတော့လီယွန်ဒီလက်လည်းအလောက်ပြန်လာမှာဖြစ်ပြီးတော့ Northern Forest နဲ့ဘွဲမှာ Chelsea အဓိကကစားသမားတွေအများစုဆုံးရှုံးဖို့ရှိတယ်။အဲ့ဒီနေရာမှာ Forest ကလည်းသူ့အတူသူ့ပြတ် pressure နဲ့ pressure ပဲ။နီးပြား Ange Postecoglou တို့ကနောက်ဆုံးဘွဲလည်းဖြစ်နိုင်သလိုအသက်ဆက်နိုင်တဲ့ဘွဲလည်းဖြစ်နိုင်တယ်။ Chelsea တို့တော့အကျိတ်နဲ့သွားကစားရပြီးဖြစ်ပြီးတော့ Copa မှာကိုထပ်ပြီးတော့နောက်ထပ်6ပတ်ဆုံးရှုံးရအောင်မှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။